မိမတူဤကာယိန်တွေပျက်စီးစေမှုနဲ့ပတ်သက်လို့ရာဇသက်ကြီးပုံမှန်34မှာဘယ်လိုပြဋ္ဌာန်းထားပါသလဲအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ LLB Group မြန်မာလောဖန်ကတရားလွတ်တော်ရှင်ကြီးဦးစံမင်းဦးဖြစ်ပါတယ်ကျွန်တော်လောဖန်နေနဲ့အများပြည်သူတို့သိထားတဲ့ဥပဒေဆိုင်ရာကိစ္စရပ်များကိုဆွေးနွေးမျှဝေပေးလျက်ရှိပါတယ်မိမတူဤကိုင်းတရီပျက်စီးစေမှုနဲ့ပတ်သက်လို့ရဇသက်ကြီးပုံမှ34မှာဘယ်လိုပြဋ္ဌာန်းထားသလဲဆိုရင် မြည်သူမဆိုမိမတို့ဤကာယင်တရေပျက်စီးစရန်အကြံဖြစ်တော်၎င်းကာယင်တရေပျက်စီးတန်ရာသည်ကိုသိလျက်နေတော်၎င်းထိုမိမကိုလက်ရောက်မှု ကျူးလို့လျင်သို့မဟုတ်ရာဇဝတ်မကင်းသောအနိုင်ထက်ပြုမှုကိုပြုလျင်ထိုသူအားနှစ်နှစ်ထိထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေငွေဒဏ်ဖြစ်စေဒဏ်ရာလုံးဖြစ်စေချမှတ်ရမယ်လို့ပြဋ္ဌာန်းထားပါတယ်ရဲရဲပိုင်နေမှုဖြစ်ပါတယ်အာမခံရပါတယ်ကြေအေးခွင့်တော့မရှိပါဘူး ဒါကြောင့်မလို့ရဇသက်ကြီးပုံမှန်3-5လေးကိုဖောက်ဖျက်ကျူးလွန်မယ်ဆိုရင်တော့ထောင်ဒဏ်ချမှတ်ခြင်းခံရနိုင်တယ်။ငွေဒဏ်ချမှတ်ခြင်းခံရနိုင်တယ်။ဒါမှမဟုတ်ဒဏ်ရလုံးကိုလည်းချမှတ်ခြင်းခံရနိုင်ပါတယ်။နောက်ပိုင်းမှာလည်းသက်ဆိုင်ရာခေါင်းစဉ်လေးတစ်ခုနဲ့ဆက်လက်ဆွေးနွေးမျှဝေပေးသွားမှာဖြစ်ပါတယ်။ဗီဒီယိုလေးကိုကြည့်ရှုခဲ့သူအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။